တန်းပြီတမနှစ်နေမီဖြစ်တဲ့ကြောင်မဲမြို့အတွင်းကိုအပြစ်ရထားတဲ့စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထု၄ဦးသေဆုံးခဲ့ပြီးခလေးငယ်၂ဦးအပါအဝင်14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်နေအိမ်၄၉အိမ်နဲ့စာတင်ကျောင်း၂ကျောင်းထိမှန်ပျက်စီးသွားခဲ့ပါတယ် စကောက်စီတက်ကလေကြောင်းနဲ့ညက်နေအချိန်မှာကြောင်မဲမျိုးရက်ွက်၃အတွင်ဘုံလာရောက်ကြေချတိုက်ခိုက်ခဲ့တာကြောင့်ခလေးငယ်၂ဦးအပါဝင် အမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူလူထုများရဲ့နေအိမ်၁၆အိမ်နဲ့စာတင်ကျောင်းတစ်ကျောင်းတို့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီအပြင်နေအိမ်၄အိမ်လည်းဘုံစအနှဲငယ်သာထိမှန်ခဲ့ပါတယ်။ အလားတူပါပဲကြောင်မဲမျိုးရက်ကွက်ခွန်ပတ်လဲစစ်ကောင်စီတိုက်ရက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူးနဲ့အမျိုးသမီး၃ဦးတေဆုံးခဲ့ရပြီးအမျိုးသား၅ဦးနဲ့အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ခုနှစ်အိမ်နဲ့တီလာရှင်စာတင်ကျောင်းတကျောင်းတို့ထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။ကျန်တဲ့နေအိမ်၂၂အိမ်လဲဘုံဆအနေငယ်သာထိမှန်ပျက်စီးသွားခဲ့ပါတယ်။ စကောက်စီတက်အနေနဲ့တစ်တုံညာနှစ်ခုစစ်စရင်နောက်ပိုင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြောင်မဲမြို့ကိုလေကျောင်းကနေအကြိမ်ရေ၈ကြိမ်ထပ်မနေတိုက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့ဇန်နဝါရီလကကြောင်မဲမြို့ပြည်သူ့စေရုံအပါဝင်တိုးကိတ်နဲ့လူနေရပ်ကွက်တွေအတွင်ဇက်တိုက်လေကျောင်းတိုက်ခိုက်တာပြုလုပ်ခဲ့ပါတယ်။ စကောင်စီတက်ဟာအပြစ်ရက်ကြောင်းကြော်ညာထားပေမဲ့အပြစ်မှတ်အရက်သားတွေကိုဥတီပြီးလေကြောင်းတိုက်ခိုက်တာတွေနိုင်ငံတော်ဝန်ပြုတ်လုံနေတာကြောင့်မိဘပြည်သူတွေအနေနဲ့စကောင်စီတက်ရဲ့လေကြောင်းအနေရကိုရှောက်ရှားနိုင်ဖို့လေကြောင်းဆိုင်ရာကာကွယ်ရေးဆိုင်ရာလမ်းညို့တွေကိုလိုက်နာကြဖို့လိုအပ်ကြောင်းတိုက်တွန်းအပ်ပါရရှင်ကျမမီယမင်းတို့ပါ